မင်္ဂလာမနက်ခင်းပါရှင်။နေပြည်တော်မိုးလေဝသနဲ့ဆလာဗေဒညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်အောက်တိုဘာလ18ရက်နေ့မနက်9:00နာရီထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့မနက်6:00နာရီခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အနည်းဆုံးကူချိန်များမှာနေပြည်တော်နဲ့ရန်ကုန်မြို့တို့မှာ24ဒီဂရီဆယ်စီယပ်85ဒီဂရီဖိုင်ဟိုက်စီနဲ့မန္တလေးမြို့မှာ26ဒီဂရီဆယ်စီယပ်89ဒီဂရီဖိုင်ဟိုက်တို့ဖြစ်ကြပါတယ်။ ဒီကနေ့မနက်6:00နာရီခွဲချိန်မိုးလေဝသဂျိုရူမှာဖန်ပြရှိတဲ့ပုံအရာ ကပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အရှိတောင်ပိုင်းနဲ့အနောက်အလယ်ပိုင်းတို့မှာတည်သေးတယ်မှာတည်တူထန်နေပြီးကြံဘင်္ဂလားပင်လယ်အော်မှာတည်နေငယ်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့တနင်္သာရီဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေ့လျားနေရာတချို့မှာ မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထချုံခြင်းမိုးကြိုပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးတီကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်။ကြံတိုက်ဒေသကြီးနဲ့ပြည်နယ်များမှာတိမ်တင်းတင်းမှတိတ်ထူထက်နေတာကိုတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အရှေ့တောင်ပိုင်းနဲ့အနောက်အလယ်ပိုင်းတို့မှာတိမ်တင်းတင်းမှတိတ်ထူထက်နေပြီးကြံဘင်္ဂလားပင်လယ်မှာ တိန်နေငယ်ဖြစ်ထွန်းနေပါတယ်။မြမပင်လေပြင်းမှာလှိုင်းနေငယ်မှာလှိုင်းတင်တင်ရှိပါမယ်။လှိုင်းမြင်မှာမြမကယ်ရတဲ့တခြားနဲ့ကဲလိုပင်လေပြင်းတို့မှာလေးပေမှာရှောက်ပေးခံရှိနိုင်ပါတယ်။ဒီကနေ့ညနေထိခံမဲ့ချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကနာဒေသကြီးထပ်ပိုင်းရှင်ပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးနယ်နေပြည်တော်တို့မှာနေရာကွက်ကြမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်း အရှေ့ပိုင်းအေယာဝတီတန်ဒေတာကြီးရန်ကုန်တန်ဒေတာကြီးပဲခူးတန်ဒေတာကြီးနဲ့ကရင်ပြည်နယ်တို့မှာနေရာကျကျစကန်တန်ဒေတာကြီးအောက်ပိုင်းအေယာပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာဆိတ်ဆိတ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့တနင်္သာရီတန်ဒေတာကြီးတို့မှာနေရာအနံပြားမူးထစ်ချုံရွာပါမယ်နေပြည်တော်နဲ့အနီတဝိုက်တွင်ဒီကနေ့ညနေတီမိုးလေဝသအခြေအနေခံမှန်းချက်မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ် အမြင့်ဆုံးပူချိန်မှာ33ဒီဂရီဆယ်စီယပ်စ်67ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်အနီတဝိုင်တွင်ဒီကနေ့ညနေအထိမိုးလေဝသအခြေအနေခက်မှန်းကြပါလေ။နေရာကွက်ကြားမိုးထချုံရွာပါမယ်။အမြင့်ဆုံးပူချိန်မှာ34ဒီဂရီဆယ်စီယပ်စ်63ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်အနီတဝိုင်တွင်ဒီကနေ့ညနေအထိမိုးလေဝသအခြေအနေခက်မှန်းကြပါလေ။ နေရာကွက်ကြားမိုးထချုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ34 degree Celsius 63 degree Fahrenheit ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခမဲချက်များအနေနဲ့ကတော့စကန်နိုင်ဒေသကြီးအောက်ပိုင်း၊မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊နေပြည်တော်၊ရှမ်းပြည်နယ်၊အေရဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးနဲ့ပဲခူးတိုင်းဒေသကြီးတို့မှာနေရာကျကျမိုးဆက်လက်ထချုံရွာပါမယ်။အခုတင်ပြခဲ့တာကတော့ ဒီကနေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသတင်းများပဲဖြစ်ပါတယ်။ကုစိတ်နှပြအကြမ်းမှချမ်းသာကြပါစေရှင်။